ေရင်မှုတွေအသက်ရှူမှားကြရတဲ့ကမ္ဘာအန္တရာယ်အများဆုံးလေဆိပ်များကမ္ဘာပေါ်မှာလေကြောင်းပို့ဆောင်ဆက်သွယ်ရေးဟာအလီမြန်ဆုံးနဲ့အလွယ်ကူဆုံးဆက်သွယ်ရေးတစ်ခုဖြစ်ပါတယ်လေရင်မြေနဲ့ခီးသွွားရတာဟာအန္တရာယ်များတယ်ဆိုပေမဲ့အချိန်တူတူနဲ့လူရခီးကိုမြေမြန်ရောက်ချင်ရင်တော့လေကြောင်းခီးကိုပဲရွေးကြရမှာဖြစ်ပါတယ်လေရင်နဲ့ခီးသွွားတဲ့အခါအန္တရာယ်အရှိဆုံးအချိန်ကလေရင်ပြန်တက်တဲ့အချိန်နဲ့လေရင်ဆက်သက်ချိန်တို့ပဲဖြစ်ပါတယ် လေးစိတ်ရဲ့ပြေးလန်းနေဟာလေးရင်အတက်အဆင့်အတွက်အသက်ဖြစ်ပါတယ်။လေးရင်ပြေးလန်းနေဟာလေးစိတ်တစ်ခုနဲ့တစ်ခုအတူအရှိညင်ညာချုံ့မွေ့မှုစတာတွေမတူညီကြတာကြောင့်လေးရင်မှုတွေအနေနဲ့အဆင့်အတက်လှုပ်ချိန်မှာတသက်မှတ်တဲ့ပုံသင်နည်းသုံးလို့မဖြစ်နိုင်ပါဘူး။ဒီလိုမျိုးတစ်ခုနဲ့တစ်ခုမတူညီတဲ့လေးစိတ်တွေကြားကနေကဘာပေါ်မှာအဆိုးဆုံးခီးတဲ့တွေအတွက်အန်ဒီရဲ့အရှိဆုံးနဲ့လေးရင်မှုတွေစိတ်အလုရှားရဆုံးလေးစိတ်ဆေခုရဲ့အကြောင်းကို ပိုပိုလီ TV ကနေတင်ဆက်ပေးလိုက်ပါတယ်။လူကာလေးစိတ်ဒီပေါ်နိုင်ငံမှာရှိတဲ့လူကာလေးစိတ်ဟာကမ္ဘာပေါ်မှာအန်ဒီအရှိဆုံးလေးစိတ်တွေကတစ်ခုဖြစ်ပါတယ်။ပင်လယ်ရေမြေနပြင်အထက်9334ပေမှာရှိတဲ့လူကာလေးစိတ်ဟာဟေမိုနာတောင်တန်းတွေကြားမှာစောက်ထားတဲ့လေးစိတ်အသေးလေးဖြစ်ပါတယ်။အေဗရတ်တောင်ကိုတက်ကြမဲ့ခီးတဲ့တွေအတွက်လူကာလေးစိတ်ဟာအ धिक ဆက်ရောက်လေးစိတ်တစ်ခုဖြစ်ပါတယ်။တောင်တန်းတွေထက်ထက်ကြားထဲမှာတိစောက်ထားရတာဖြစ်လို့ လေရင်အတက်ဆင်းပြုတ်လို့တဲ့လေရင် ပြေးလန်းဟာအရန်တူလွန်ပါတယ်။ပြေးလန်းရဲ့အရှိပေး1929ပြီနဲ့အကျယ်68ပြီသာရှိပါတယ်။ Cochivan International Lease ပြည်သက်နိုင်ငံမှာရှိတဲ့ Cochivan International Lease ဟာ နေ့နေ့ထူထပ်စွာကြတဲ့တောင်တွေကြားထဲမှာတည်ဆောက်ထားတာဖြစ်ပါတယ်။လေရင်ပြေးလန်းဟာလည်းအရန်ကိုတူလွန်ပြီး အရှိ1922ပြီသာရှိပါတယ်။ဒါပြင်ပြေးလန်းဟာ တပြေးတည်းမဟုတ်ဘဲအနိုင်မြင့်အတက်စင်းတွေများစွာရှိနေပြီးချင်းမြောင်းတဲ့တောင်တန်းတွေကြားမှာဖြက်မောင်းရတာဖြစ်တာကြောင့်အတက်အစင်းလှုပ်တိုင်းလေယာဉ်မှုတွေအသက်ရှူမှားတဲ့လေဆိပ်တစ်ခုဖြစ်ပါတယ်။တွန်ကွန်တန်လေဆိပ်အန်ဒီများတဲ့လေဆိပ်စင်းတွေထဲမှာဟွန်ဒူးရပ်နိုင်ငံကတွန်ကွန်တန်လေဆိပ်လည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။တွန်ကွန်တန်လေဆိပ်ဟာတောင်တွေကြားမှာတည်ဆောက်ထားပြီးလေယာဉ်စင်းတဲ့အချိန်မှာတိုက်ရိုက်ထိုးစင်းလို့မရပဲ 45ဒီဂရီလောက်ခွေပြီးမှသာဆင်းလို့ရပါတယ်။လေရင်ပြင်းလဲဟာမြေသားအတိုင်းဖြစ်လို့မငြိမညာဖြစ်နေတဲ့နေရာတွေနဲ့ပြင်းထန်နေပါတယ်။ဒီလိုလေးစိမျိုးကတော့လေရင်မှုတွေအတွက်စိန်ခေါ်မှုကြီးမားပါတယ်။ Princess Junior International Lee Sei Saint Martin နိုင်ငံမှာရှိတဲ့ Princess Junior International Lee Sei ဟာလူအများပြားအပန်းဖြေအနားယူကြတယ်။ Caribbean ပင်လယ်ကမ်းခြေနားမှာကပ်ပြီးတိစောက်ထားတာဖြစ်ပါတယ်။လေရင်နေစတဲ့အခါ လူတွေနဲ့ကောင်းမွန်နာလေးကနေအလွန်နှိကက်စွာဖျက်ပြီးမှဆင်းသက်ရတာကြောင့်တတိပိဆိုင်ပုတ်တွေစိုက်ထူပြီးအတိပေးထားရတဲ့အထိအန်ဒီယံများတဲ့လေးစိတ်ဖြစ်ပါတယ်။ Princess Junior ဟာ International လေးစိတ်ကို အရင်ကလေးရင်အသေးလေးတွေစိတ်မို့သာရည်ရွယ်တိစောက်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ခီးသွားကုမ္ပဏီတစ်ခုကလေးစိတ်ကိုဝယ်ယူလိုက်တဲ့အတွက်ခီးတဲ့တင်လေးရင်အကြီးတွေပါဆင်းသက်နိုင်အောင် တိုးချဲ့ပြုပြင်ခဲ့တာဖြစ်ပါတယ်။ပါရိုလေးစိတ် ဗုဒ္ဓနိုင်ငံမှာရှိတဲ့ပါရိုလီစိတ်ဟာဟိမောနာတောင်တန်းတွေကြားမှာတိစောက်ထားပါတယ်။လီစိတ်ရဲ့အကျယ်ဝန်းဟာပေ18000ကျော်သာရှိပြီး လေရင်ပြည်လမ်းရဲ့အရှိဟာ6449ပေသာရှိလျားပါတယ်။ဒီလီစိတ်ကိုလည်းကမ္ဘာပေါ်မှာအန်ဒီအများဆုံးလီစိတ်တစ်ခုအဖြစ်သတ်မှတ်ထားကြပါတယ်။ Gibraltar International လီစိတ်ဒီလီစိတ်ကတော့တောင်ဥရောပမှာရှိတဲ့လီစိတ်တွေထဲမှာအန်ဒီအရှိဆုံးလီစိတ်လို့ဆိုကြပါတယ်။ ဂျီဘရတာလေဆိပ်ရဲ့ပြေးလန်းဟာကားလမ်းမကြီးကိုဖျက်ပြီးဖောက်လုထားတဲ့အတွက်တကယ့်ကိုအန္တရာယ်များပါတယ်။လေရင်ဆင်းတဲ့တက်တဲ့အချိန်တွေမှာအဲ့ဒီလမ်းစုံကို လုံခြုံရေးတင်းကျပ်ထားပြီးကားတွေကိုခိတရက်ခိုင်းထားရပါတယ်။ဒီလိုလေဆိပ်မျိုးကမ္ဘာပေါ်မှာဒီတစ်ခုပဲရှိမယ်လို့ထင်ပါတယ်။မက်မာရူလီဒတ်စခန်လေဆိပ်အာနာတိကအာနာတိကရေခဲပြင်ဒေသကိုခီးထွက်တဲ့သူတွေဟာ မက်မာရိုလီတက်စကန်လေးစိတ်မှာအထိကဆက်ရောက်ရပါတယ်။ဒီလေးစိတ်ဟာရေခဲပြင်ပေါ်မှာတိစောက်ထားတာဖြစ်ပြီးအရန်အေးခဲတဲ့နေရာဒေသဖြစ်တာကြောင့်တွားရေးလာရေးအလွန်ခက်ခဲပါတယ်။အရန်အေးခဲလို့တဲ့အတွက်1980ခုနှစ်တုန်းက C121 လေယာဉ်ဟာနှင်းခဲတွေကြားမှာနင်းမြုပ်ခဲ့ရပါတယ်။မိဖို့ဖို့အတွက်အခက်ခဲရှိတာကြောင့်အာနာတိကကိုလာအတော်ကြာခီးသွားမဲ့သူတွေအနေနဲ့အမောင်းထဲမှာနေသားကြအောင်လေ့ကျင့်ထားဖို့လိုပါလိမ့်မယ်။ မဒီရာလေးစိတ်ပေါ်တူဂီနိုင်ငံမှာရှိတဲ့မဒီရာလေးစိတ်ဟာအတော်ကြောက်စရာကောင်းတဲ့လေးစိတ်ဖြစ်ပါတယ်။လေရင်ဖြင်းလင်းဟာကျွန်းရဲ့အစွန်းဆုံးဘက်မှာဖို့မြည်တွေနဲ့ထောက်တိုင်တွေထောက်ပြီးတိဆောက်ထားတာဖြစ်ပါတယ်။ဒီလေးစိတ်ဟာပေါ်တူဂီနိုင်ငံရဲ့စတုတ္ထမြောက်အစီအကားဆုံးလေးစိတ်ဖြစ်ပါတယ်။မဒီရာဟာဘောလုံးအကျော်မောကစ္စတီယာနိုရိုနယ်ဒိုရဲ့မွေးရာဇာတိဖြစ်ပါတယ်။သူကွန်ပျူတာအနေနဲ့လေးစိတ်ရဲ့နာမည်ကိုမဒီယာအပြည့်ပြဆိုင်ရာလေးစိတ်ခရစ်စတီယာနိုရိုနယ်ဒိုလို့ တရားဝင်ပေးထားပါတယ်။ဖူတမ်မလေးစိတ်ဂျပန်နိုင်ငံအိုကီနဝါမှာရှိတဲ့ဖူတမ်မလေးစိတ်ဟာအမေရိကန်မရိန်းတပ်သားတွေစခန်းချတဲ့လေတပ်စခန်းတစ်ခုဖြစ်ပါတယ်။လေးစိတ်ရဲ့ပြီးပတ်ချာလဲမှာတော့လူနေရက်ကွက်တီအိမ်တွေနဲ့ဝန်းရံနေတာကြောင့်လေရင်အတက်ဆင်းအတွက်အန္တရာယ်ရှိတဲ့လေးစိတ်တွေထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်။ပြေးလန်းအရှိပီ900တာရှိပြီးခီးစစ်တင်လေရင်ကြီးတွေ စစ်တပ်ကုန်တင်လေယာဉ်ကြီးတွေဆင်းသက်နေတဲ့လေဆိပ်လေးဖြစ်ပါတယ်။အခုချိန်ထိတော့ဘေးကင်းစွာဆင်းသက်နိုင်နေဆိုတဲ့နမေကောင်းတဲ့ထိန်းထားနိုင်စေပဲဖြစ်ပါတယ်။ NASA ဆွတ်လေဆိပ် NASA ဆွတ်လေဆိပ်ဟာ Greenland ဆိုတဲ့ကျွန်းနိုင်ငံလေးမှာတည်ရှိပါတယ်။ဒီလေဆိပ်ဟာလည်းအာနာတိကဒေသမှာရှိတယ်။ Magma ရူလီဒါစကန်လေဆိပ်နဲ့အနည်းငယ်ဆင်တူပါတယ်။ရေခဲတွေဖုံးလွှမ်းနေတဲ့ကြောက်တောင်နှမ်းကြီးတွေကြားထဲမှာ မှုံပြပြတာမြင်ရတဲ့လေးစိမ့်ငယ်လေးဖြစ်ပါတယ်။လီရင်ပြည်လန်းရဲ့အရှိဟာ6400ပြည်သာရှိတာမို့အချိန်အနည်းဆုံးနဲ့အင်မတန်သတိထားပြီးဆင့်သက်ရတဲ့လေးစိမ့်ဖြစ်ပါတယ်။အခုတင်ဆက်ပေးလိုက်တဲ့လေးစိမ့်တွေကတော့လီရင်မှုတွေအသက်ရှူမှားကြရတဲ့ကဘာပေါ်ကအန်ဒီအရှိဆုံးလေးစိမ့်တွေထဲမှာ ထိတ်တန့်လေးစိမ့်တွေဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းကဘာတလွားကထူးဆန်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။